hint တစ်ခွဲအရသာရှိဖို့ဆိုရင်တော့စီချက်နဲ့နိုင်လေးချက်ပြီးတော့စီကောင်းကောင်းလေးတက်နိုင်မှာ hint အရသာရှိမှာပါဒါကြောင့်ကျွန်တော်ချက်တော်အဖြူရောအနီရောစီနဲ့နိုင်တက်နေပါလေကျွန်တော်ဘာ hint ချက်မှာလဲဆိုတော့ကျွန်တော်စိတ်သား hint ချက်မှာပါကျွန်တော်စိတ်တွေခုရဲ့ပိုင်းထဲမှာတိတ်နေလို့မကောင်းဘူးငိုခြင်းတလူလူကြီးခြင်းတလူလူဖြစ်နေတော့ကျွန်တော်အားလည်းပေးတင်စရာဆိုတော့ကက်ခင်းကြဖို့အတွက်ပြီးတော့စိတ်တွေတည်ငြိမ်ဖို့အတွက် စိတ်သားဟင်းကိုကြာကြာနာနာမွမွေးလေးချက်ပြီးတော့ဆုံးကပ်မှာပါဒါကတော့ငပိချက်ပါရှမ်းငပိချက်ပေါ့နော်မကြီးသီးလေးနဲ့ချက်ထားတာပါဒါကတော့ရှမ်းကော်ဖီဒုတ်တို့ပန်းပွင့်တို့ပူဇာပဲဒီတို့ကြက်ဦးတို့နဲ့အတူကျွန်တော်အစိမ့်ကြော်လေးကြော်မှာပါပြီးရင်ကျွန်တော်ကျွန်တော်တို့ရှမ်းဒေတာအစားအစာရကော်ပီတို့ကိုမကြီးမဲတို့ပဲထောင်ရှည်တို့ဂျူးမြစ်တို့နဲ့တုတ်ပါမယ်။ဘာလို့မှလဲဆိုတော့ မြတ်စွာဘုရားရှင်ရဲ့တားတော်ဖြစ်တဲ့ယဟန်တန်ကတော့အပေါင်းတွေကိုစွန့်ခဲဝယ်စုံစုံလေးလေးကတ်ချင်တဲ့အတွက်ကြောင့်ကျွန်တော်ကိုယ်တိုင်အပင်ပန်းခံပြီးတော့ကျွန်တော်ချက်နေတာပါကျွန်တော်ဆရာတော်ဖျားတွေစွန့်ဖုံးတာကိုထိုက်ကြည့်ပြီးတော့အော်ငါချက်ပြုတ်ပြီးစွန့်ကတ်တာကိုဆရာတော်ဖျားတွေက ေချာလေးပေါ့เนาะဒါဖုံးပေးတဲ့အတွက်ကြောင့်မို့တကယ်လည်းကျေးဇူးတဲ့တင်တယ်ပီတိလည်းဖြစ်ရပါတယ်ဆရာတော်ဘုရားတွေရဲ့ဖုံးရိတ်ကံရအောင်မှာနေတဲ့ခုနှစ်ရဲ့သာသမီအပေါင်းဟာစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်ပြည့်စုံတတ်ပါတယ် ြီးပွားတုတ်တက်ခြင်းယဟန်တန်ဃာတော်ကိုကုသိုလ်ဒါနပြုပြီးယဟန်တန်ဃာတော်ကိုကိုးကွယ်ရတယ်ယဟန်တန်ဃာတော်ရဲ့ပစ္စည်းလေးပါးတခါတခါမှအနေနဲ့ခံယူရတယ်ဆိုတဲ့စာပုဒ်ကိုကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေလက်ခံဖို့လိုအပ်ပါတယ်ပီတိဖြစ်သောအပြုံးလေးနဲ့အတူအလူအတွက်သာဓုခေါ်ခြင်းဟာလည်းကျွန်တော်တို့အတွက်နိဗ္ဗာန်တစ်ခုပါပဲနိဗ္ဗာန်ကိုရောက်မှနိဗ္ဗာန်ရောက်တာမျိုးမဟုတ်ပါဘူးရောက်နေတဲ့ဘဝမှာပြောအောင်နေတဲ့ခြင်းဟာလည်းနိဗ္ဗာန်ပါပဲအဲ့တော့ကိုရောက်နေတဲ့ဘဝမှာပြောအောင်နေတဲ့ပို့အတွက် ကိုရင်လေးတွေတန်ဃာတော်တွေကိုဆုံးကတ်တယ်ပိဋိအရန်ဖြစ်ရပါတယ်ကိုရင်ပေါက်ဆလေးတွေကိုရင်ငယ်လေးတွေဆိုကျွန်တော်ကအရန်ချစ်တာကိုရင်လေးတွေကိုကျွန်တော်ဆုံးခဲပွဲပေါ်စင်ချိုးချင်းအရသာဆုံးနေစွာဆက်ကတ်လူတန်းပြီးတော့ကုသိုလ်အထူးတွေပြုခဲ့ပါတယ်ဒီကုသိုလ်လေးကိုကျွန်တော်ရင်ထဲမှာပိဋိအပြည့်ဖြစ်ပြုခဲ့တဲ့ကုသိုလ်ဖြစ်ပြီးတော့ဒီကုသိုလ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေခုနှစ်ရသားသမီးအပေါင်းစိတ်ထရနေပြီးတော့ကုသိုလ်ဒါနအမြတ် ျွန်တော်ဝေဒါတွေကို တာရုခေါ်နိုင်ဖို့အတွက် အခုလိုမျိုးဒီဗီဒီယိုလေးကိုကျွန်တော်ရက်ကူးတက်ဆက်ပေးလိုက်တာဖြစ်ပါတယ်ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေမိုးဆန်းပန်းလေးလိုအစင်သာရလန်းဆန်းပြီးစိတ်နှလုံးကြည်နူးချမ်းမြေ့ပြီးဖရာရိတ်တရားရိတ်တန်ဃာရိတ်မိဘဆရာသမားတွေနဲ့အတူဝိဇ္ဇာဆရာတခေကိုတော်ကြီးတွေရဲ့အရေးအာဝါတော့အောက်မှာနေထိုင်နိုင်ပြီးပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေနဲ့ ဘဝမှာတွေ့တွေ့ကြုံရပြီပေါ့နော်အပေတကားပြည့်၍နိဗ္ဗာန်လမ်းကိုဖောက်နိုင်ပြီတရားသူတရားမြတ်ကိုရပြီတော့အတူရေဆက်လက်နဲ့မကွာလူနိုင်တန်းနိုင်သောပုဂ္ဂိုလ်သူဖြစ်ပါစေလို့ကျွန်တော်ခန္ဓာချုပ်ကနေပြီးတော့ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေခုနှစ်ရဲ့သာသမီအပေါင်းတို့ကိုဆုတောင်းမြတ်တာပို့တာပေးလိုက်ပါတယ်ကိုရင်လေးတွေဖုန်းနေတာဘလောက်ကြည်လို့စရာကောင်းလဲပြစ်